မမင်္ဂလာပါဒီနေ့ညီမကဒီ cinnamon plushy အိတ်လေးကိုထိုးပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအိတ်လေးကရိုးရှင်းလွယ်ကူပြီးတော့ထိုးရရလဲတကယ့်ကိုလွယ်ကူမြန်ဆန်ပါတယ်เนาะအားကြမလို့အခုပဲထိုးနည်းလေးကိုကြွားကြည့်ကြရအောင်เนาะဒါလေးရရောလိုအပ်တဲ့ပစ္စည်းလေးပါဒါလေးရောဒီဗီဒီယိုထဲမှာသုံးထားတဲ့ပတန်လေးရဲ့အခေါ်အဝေါ်လေးပဲဖြစ်ပါတယ်။ပထမဆုံးနေရဲ့အင်းရဲ့ကိုတယ်လေးကိုစထိုးပါမယ်။အဲ့ကိုတယ်လေးကိုစထိုးဖို့အတွက်ချိန်လေး လှုပ်လိုက်ပါမယ်စနစ်တော့လေးအရင်လှုပ်မယ်ပေါ့နော်စနစ်တော့လေးကိုအရင်လှုပ်လိုက်မယ်ဒါရင်နော်ဖွင့်ပြီး6ခါထိုးပါမယ်ဒီနဲ့တော့လေးနော်ဖူမီ6ခါထိုးလိုက်ပါမယ်ဖူမီ6ခါထိုးပြီးသွားပြီဆိုရင်တော့တပောက်ကြော်ပြီးတော့သူ့ရဲ့ဘေးအပေါက်မှာတတိယမြောက်အပေါက်ပေါ့နော် အဲပေါက်မှာတိုင်တူတစ်ခါထိုးလိုက်ပါမယ်ဒါတဲ့နောက်ထပ်သူ့ရဲ့ဘေးအပေါက်မှာလည်းတိုင်တူတစ်ခါထပ်ထိုးပါမယ်။ဒါရင်သူ့ရဲ့ဘေးအပေါက်မှာလည်းတိုင်တူနောက်ထပ်တစ်ခါထပ်ထိုးပါမယ်။သူ့ရဲ့ဘေးအပေါက်မှာလည်းတိုင်တူထိုးပါမယ်။စုစုပေါင်းတိုင်တူ၄ခါထိုးလိုက်ပါရနော်။ ။ဖိုင်တိုလေးကထိုးပြီးသားပြီဆိုတော့အခုကြံတဲ့နောက်ဆုံးအပေါက်ထဲမှာတပေါက်ထဲမှာဒီမဲ့တိုင်တို၃ခါထိုးလိုက်ပါမယ်။၁၂နဲ့တော့တိုင်တို၃ခါထိုးလိုက်ပါမယ်။ပြီးသားရင်ဒီဘက်တစ်ချမ်းပေါ့နော်ဒီဘက်တစ်ချမ်းမှာလည်းတိုင်တူနောက်ထပ်3ခါထိုးပါမယ်တပေါက်မှာတစ်ခါစီပါ1 2 3 4 နဲ့တော့တုံးခါထူပြီးသားရင်နော်ကြံတဲ့ဒီနောက်ဆုံးအပေါက်ထဲမှာတိုင်တိုးစုစုပေါင်းနှစ်ခါထိုးပါမယ်တိုင်ပွားပေါ့နော်ဒီနဲ့တိုင်တိုးနှစ်ခါထိုးလိုက်ပါပြီအဲ့ဆိုရင်အခုတန်းပြီးသားရပြီပေါ့နော်ဒီပထမဆုံးထိုးလာတဲ့တိုင်တိုးအပေါက်နဲ့ရှက်ကော်နဲ့ဆက်လိုက်ပါမယ်တိုင်တိုးအပေါက်ကို မှာရှက်ကောင်နဲ့ဆက်ပြီးသွားပြီဆိုရင်ဒါ round 1ပြီးသွားပါပြီเนาะ round 1ပြီးသွားပြီဆိုတော့ round 2ဆက်ထိုးပါမယ် round 2တွက်ကိုဖွင့်ပြီးတစ်ချက်အရင်ထိုးမယ်ပြီးသွားရင်အဲ့ဒီရှက်ကောင်နဲ့ဆက်ထားတဲ့အဲ့ဒီအပေါက်ထဲမှာပဲတိုင်တူတခါထိုးမယ်ပြီးသွားရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်တစ်ခါတိုင်တူထထိုးပါမယ် စမအုပ်ဆုံးတိုင်တူထိုးထားတဲ့ဒီအပေါက်လေးကိုမှတ်ချိန်နဲ့မှတ်ထားမယ်เนาะအဲဒီဟာကမှတ်ချိန်နဲ့မမှတ်လဲရပါတယ်ဒါပေမဲ့ဒီခြီးကပေါ့เนาะအပေါက်မြင်ရတာနည်းနည်းခက်တဲ့အုပ်တော့ညီမရောမှတ်ချိန်လေးနဲ့မှတ်ထားလိုက်ပါမယ်เนาะအဲ့ဆိုရင် အခုဒီမှာပထမဆုံးအပေါက်မှာ တိုင်ပွားထိုးတာလာပြီပါပြီ။အဲ့ဆိုရင်အခုအပေါက်မှာတစ်ခါစီ တိုင်တူ၃ခါထိုးပါမယ်။၄နဲ့၅ ုံးဘာမှတခါစီတိုင်တိုသုံးခါထိုးပြသွားပြီဆိုရင်တော့သူ့ရဲ့ဘေးအပေါက်မှာတိုင်တိုနှစ်ခါထိုးပါမယ်တိုင်ပွားတိုင်ရင်သူ့ရဲ့ဘေးအပေါက်မှာလည်းတိုင်ပွားထိုးမယ်တိုင်ရင်သူ့ရဲ့ဒီဘေးအပေါက်မှာလည်းတိုင်ပွားတစ်ခါထထိုးပါမယ်အဲဆိုရင်စုစုပေါင်း တိုင်ပွား၃ခါထိုးလာပြီးသားပြီပေါ့နော်တိုင်ပွား၃ခါထိုးလာပြီးသားပြီဆိုရင်တိုင်တိုးတစ်ပေါက်မှာတစ်ခါစီ၃ခါထပ်ထိုးပါမယ်ဒီနဲ့တော့တစ်ပေါက်မှာတစ်ခါစီ၃ခါထပ်ထိုးမယ်နော်ပြီးသားရင်တိုင်ပွား၂ခါထိုးပါမယ်တခါ ဆိုင်ရင်သူ့ရဲ့ဘေးအပေါက်မှာလည်းတိုက်ပွားထထိုးပါမယ်နှစ်ခါအဲ့ဒါရင်အခုတိုင်ပွားနှစ်ခါထိုးသွားပြီဆိုတော့ပထမဦးဆုံးအပေါက်နဲ့ရှက်ကော်နဲ့ဆက်လိုက်ပါမယ်ပထမဦးဆုံးအပေါက်မှာဆိုင် မှာ round 2ပြီးသွားပြီပေါ့နော် round 2ပြီးသွားရဲ့အခါမှာဒီလိုနည်းနည်းလေးဆွဲပြီးဖြတ်ပြီးပို့လို့ရပေါ့နော်သူကထွင်းထွင်းနဲ့နည်းနည်းခုံးသွားတာမျိုးခွက်သွားတာမျိုးဖြစ်တာမဟုတ်လို့တဒံပြီးတဒံတိုင်းကိုဆွဲဖြတ်ပြီးပို့လို့ပါရဲ့အဲ့ဆိုရင်အခုဒီလိုပြပြလေးပဲရရနော်အခု round 3ဆက်ထိုးပါမယ် round 3ထိုးဖို့အတွက်ပထမဦးဆုံးဖွင့်မီတစ်ချက်အရင်ထိုးလိုက်ပါမယ် ဒီတိုင်းရင်စောနာကအိရှက်ကော်နာဆက်ထားတဲ့အပေါက်ထဲမှာပဲတိုင်တိုးတစ်ခါထိုးလိုက်ပါမယ်။ဒီတိုင်းရင်အတိုင်တိုးကိုမကြိမ်မထားလိုက်ပါမယ်။ဒီတိုင်းရင်သူ့ရဲ့ပြီအပေါက်မှာတိုင်ပွားတစ်ခါထိုးလိုက်ပါမယ်။ဒီတိုင်းရင်တိုင်တူ၃ခါထိုးပါမယ်။၄နဲ့ တော့ပြီးသွားရင်တိုင်တိုးတစ်ခါထိုးမယ်ပြီးသွားရင်တိုင်ပွားတစ်ခါထိုးမယ်ပြီးသွားရင်တိုင်တိုးတစ်ခါထိုးမယ်ပြီးသွားရင်တိုင်ပွားတစ်ခါထိုးမယ်ဒီနဲ့ပြီးသွားရင်တိုင်တိုးတစ်ခါထိုးမယ်ပြီးသွားရင်တော့တိုင်ပွားတစ်ခါထိုးပါမယ် ူသားရင်တပေါက်မှာတစ်ခါစီတိုင်တူထိုးပါမယ်။ဒီနဲ့တော့သူသားရင်သူ့ရဲ့ဘေးအပေါက်မှာတိုင်တူတစ်ခါပြီးရင်တိုင်ပွားတစ်ခါသူသားရင်တိုင်တူတစ်ခါ ွားရင်တိုင်ပွားတစ်ခါအဲဆိုရင်ဒါ row 3လဲပြီးသွားပြီပေါ့နော် row 3လဲပြီးသွားပြီဆိုတော့ပထမဦးဆုံးအပေါင်းနဲ့ကိုရှက်ကော်နဲ့စလိုက်ပါမယ်နော်အဲ့ဆိုရင်အခုဒီလိုပုံလေးရပြီပေါ့နော်နည်းနည်းလေးတဒန်းပြီးတိုင်းတဒန်းနည်းနည်းလေးဆွဲပြီးဖြတ်ပြီးဖို့လိုပါရနော်မဟုတ်ရင်ခုံခုံကြီးဖြစ်သွားမှာဆိုလို့ပါ နည်းနည်းလေးဆွဲဖြန့်ပေးလိုက်တဲ့အခါကျရင်ဒီလိုအပြားလေးတိုင်းမဲ့ရပါတယ်။အဲ့ဆိုရင်ဒီမှာသုံးတန်းပြသပြပါနော်။သုံးတန်းပြသပြဆိုတော့ row 4ကိုထိုးပါမယ်။ရိုးဖောထိုးဖို့အတွက်ကိုပထမဦးဆုံးဖွင့်ပြီးတစ်ချက်အရင်ထိုးပါမယ်။ဒီသားရင်ဆနာကရှက်ကော်နဲ့ဆက်ထားတဲ့အပေါက်ထဲမှာပဲတိုင်တိုးတစ်ခါထိုးပါမယ်။ ပြီးသားရင်အတိုင်တိုးနေရအောင်မှတ်ချိန်မှတ်ထားလိုက်ပါမယ်ပြီးသားရင်တိုင်ပွားတစ်ခါထိုးပါမယ်ပြီးသားရင်တော့တိုင်တိုးတစ်ခါထိုးပါမယ်ပြသရင်တော့တိုင်တူ၃ခါထိုးပါမယ်တပေါက်မှာတစ်ခါစီပါဒင်းနဲ့တော့ပြသရင် ตายตูตะขาตายปวาตะขาตายตูตะขาตายตูตะขาตายปวาตะขาตายตูตะขาตายตูตะขาตายปวาตะขา တိုင်တူတစ်ခါတိုင်နော်တိုင်တူသုံးခါထူပါမယ်ဒီနဲ့တော့တိုင်ရင်တိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါတိုင်လဲတိုင်တူတစ်ခါတိုင်ပွားတစ်ခါအဲ့လို တိုင်တူတစ်ခါဟုတ်ဆိုရင် row 4ပြီးသားပါပြီ။ဟုတ်ဆိုရင်ဒီမှာရှက်ကော်နဲ့ဆက်လိုက်မယ်เนาะပထမဆုံးအပေါင်းနဲ့။ဆိုရင်နည်းနည်းလေးဆွဲပြီးတော့ဖြန့်ပေးလိုက်ပါမယ်။ဆိုရင်အခုဒီမှာ row 4ပြီးသားတဲ့ပုံစံလေးဖြစ်သွားပါပြီ။ ။အဲဆိုရင်နောက်ထပ်နှစ်တန်းကိုလည်းပြတာရဲ့ပတ်တန်တိုင်းလေးဆက်ထိုးရမယ်နော်။ဆနာကထိုးလာတဲ့ပုံစံအရှိကျန်လေးပဲဖြစ်ပါတယ်။ဒီလိုမျိုးပုံစံကိုနောက်တစ်ခုထပ်ထိုးမှာပဲ။အခုဒီမှာနှစ်ခုထိုးလိုက်တယ်ပေါ့နော်။မာနှစ်ခုထိုးပြီးသားပြီဆိုတော့ဒီနှစ်ခုကိုဆက်ဖို့အတွက်ကိုထပ်ထိုးမှာပေါ့နော်။ဆက်ဖို့အတွက်ထပ်ထိုးမှာအတွက်ကိုညီမတို့ကဒီဘက်တစ်ချမ်းမှာ အဲဘက်လူအောင်လေးနဲ့တိုင်လက်လေးထိုးပြီးသွားပါမယ်เนาะတိုင်လက်လေးထိုးဖို့အတွက်ကိုပထမအဦးဆုံးအနေနဲ့စနစ်နော်လေးအရင်လှုပ်လိုက်ပါမယ်เนาะစနစ်နော်လေးအရင်လှုပ်လိုက်မယ်တိုင်ရင်ဒီမှာတိုင်လက်မထိုးခင်မှာအရင်ဆုံးမှတ်ကြိမ်မှတ်မယ်เนาะမှတ်ကြိမ်မှတ်မယ်ဆိုတော့ဒီမှာ ကိုလိုချင်သလောက်အကျယ်ပေါ့နော်ဒီဘက်မှာဟိမကဒီနာနေပြီးတော့မှတ်ချက်တစ်ခုမှတ်လိုက်မယ်သွားနေဒီကနေပြီးတော့တက်တဲ့ဒီလိုတဝက်ခောက်လိုက်မယ်ပေါ့နော်အတဲနေရာကြောင်လို့ဒီလိုတဝက်ခောက်ပြီးသွားရင်ဒီမှာသူ့ရဲ့တဲတဲ့နေရာမှာမှတ်ချက်မှတ်လိုက်မယ်အဲဆိုရင်ဒီတန်းဒီဘက်ကိုအဲ့လိုဒီမှတ်ချက်မှတ်ထားတဲ့နေရာကိုခြံပြီးတော့ဒီတဝက်လုံးကိုတိုင်လက်ထိုးရပါမယ်နော် အဲဆိုရင်စောနာကလှုပ်ထားတဲ့စနစ်နော့လေးကိုအရင်ယူလိုက်ပါမယ်။ဒါရင်သူဒီမကြိတ်ဘေးကနေပြီးတော့စထိုးမယ်နော်။မကြိတ်ဘေးကနေပြီးတော့ဘက်လူအုံလေးနဲ့ထိုးပါမယ်။ဒီမှာရှေ့ကျိုးနဲ့အနောက်ကျိုးဆိုပြီးတော့နှစ်ကျိုးရှိပါရဲ့နော်။ဒီဖွမီလေးပေါ်မှာဒီမှာဒါလေးကမဒါလေးကရှေ့ကျိုးဒါလေးကနောက်ကျိုးပေါ့နော်။အဲ့ဒါအကြောင်းမလို့နောက်ကျိုးကနေပြီးတော့အရင်စထိုးပါမယ်။ နောက်ကျိုးပဲယူပြီးတော့ထူမယ်ပေါ့နော်ဖွင့်ပြီးနှစ်ချက်ထူပါမယ်တိုင်းရင်သူ့ရဲ့ပြေအပေါက်မှာလဲဘလူအုံလေးနဲ့ပဲတိုင်လက်ထူပါမယ်သူရဲ့ဘေးအပေါက်မှာလည်းဘလူအုံလေးနဲ့တိုင်လက်ထိုးပါမယ်။တပေါက်မှာတစ်ခါစီပဲထိုးမယ်နော်။ ခုတင်မှာတိုင်လက်တွေအဆုံးတိထိုးလာပြီဆိုတော့ဖွမီးတစ်ချက်ထိုးလိုက်ပါမယ်။အတိုင်းရင်ကျိုးကို အရှိကြီးဖြတ်မယ်နော်။အာ ဆိုရင်ဒီမှာအရှိချမ်းလေးရဒီလိုလေးရရနော်ဟာပြီအဆိုရင်ဟိုဘက်တစ်ချမ်းနဲ့ဆက်မယ်နော်ဒီဘက်တချမ်းကိုလည်းစောနာလိုပဲမကြိတ်လေးမှတ်ထားဖို့မမေ့နဲ့เนาะပြီးတော့ရင်ဒီတချမ်းကိုဒီပေါ်မှာဒူလိုလေးဒီခြိုက်ဝင်နေတဲ့အထဲကိုပေါ့เนาะဒူလိုလေးထည့်ပြီးတော့ထပ်လိုက်ပါမယ်တစ်ခုပေါ့တစ်ခုထပ်ပြီးသားပြီးဆိုရင်เนาะဒီအက်အကြီးနဲ့ပဲချုပ်မယ်ပေါ့เนาะစောနာကဖြတ်ထားတဲ့ကြိုးစားကို အပ်ပေါက်ထဲကိုထည့်လိုက်ပါမယ်။ဒါရင်တော့ချုပ်ပါမယ်ချုပ်မယ်ဆိုရင်ဒီမှာဒီဘက်အချမ်းရဲ့ဒီအနောက်ကျိုးပဲယူမယ်ပါเนาะဒီချုပ်မဲ့အချမ်းရဲ့အနောက်ကျိုးနဲ့ဘယ်နဲ့နှစ်ကျိုးလုံးနဲ့ယူမယ်เนาะနှစ်ကျိုးလုံးနဲ့ယူပြီးတော့ချုပ်ပါမယ် ဒီမှာဒီဘက်ဒီချုံမဲ့အချမ်းမှာအနောက်ကျိုးပဲယူမယ်ဒီဘက်ကတိုင်လက်ထိုးထားတဲ့အချမ်းကိုနှစ်ကျိုးလုံးယူပါမယ်မာဒီတချမ်းကိုနောက်ကျိုးပဲယူမယ်ဒီဘက်တချမ်းကိုနှစ်ကျိုးလုံးယူမယ်တချမ်းကိုနောက်ကျိုးပဲယူမယ်ဒီဘက်တချမ်းကိုနှစ်ကျိုးလုံးယူပြီးတော့ခြုံမယ် လိုပုံစံတိုင်းလေးကိုပဲပက်လက်ချုပ်လာပြီးမယ်နော်ခုဒီမှာချုပ်လာတာအဆုံးထိရောက်သွားပြီပေါ့နော်အဲဆိုရင်အစသိမ့်ဖို့အတွက်ကိုနည်းနည်းလေးခိုင်အောင်လုပ်လိုက်မယ်နော်ဒါရင်နော်ဒီချီလေးကိုအစသိမ့်လိုက်ပါမယ် ဟုတ်ပြီအဲ့ဆိုရင်တော့အခုဒါအိတ်ကိုတယ်ပြသွားပြီပေါ့နော်အိတ်ရဲ့ကိုတယ်လေးပြသွားပါပြီအဲ့ဆိုရင်အခုနရွက်လေးထိုးမယ်နော်ခိုးနရွက်လေးကိုစထိုးပါမယ်။နရွက်လေးထိုးဖို့အတွက်ပထမဦးဆုံးစနစ်နော်လေးအရင်လုပ်လိုက်ပါမယ်။ဒီပိုင်းတော့ဖွတ်မီ၁၀ချက်ထိုးလိုက်ပါမယ်။၁၂ ဒါရင်ဒုတိယမြောက်အပေါက်ကနေတိုင်တိုတစ်ခါထိုးမယ်။ဒါရင်သူ့ရဲ့ဘေးအပေါက်မှာလည်းတိုင်တိုပဲတစ်ခါထိုးပါမယ်။ဒါရင်တိုင်လက်၃ခါထိုးပါမယ်။၁၂၃ နဲ့တော့တိုင်လက်တုံးခါထိုးပြီးသားပြီဆိုရင်တော့တိုင်ရှည်တုံးခါထိုးပါမယ်တဲ့နဲ့တော့ ဒါရင်ကြံတဲ့နောက်ဆုံးအပေါက်ထဲမှာတပေါက်ထဲမှာပဲတိုင်ရှည်စုစုပေါင်း6ခါထိုးလိုက်မယ်နော်ဒီနဲ့ဆောလေး ငါမာ6ခါထိုးပြီးသားပြီဆိုရင်ဘေးရဲ့အပေါက်မှာတိုင်ရှည်ထိုးမယ်နော်တိုင်ရှည်3ခါထိုးမယ်နော် ခါရှေတုံးခါထိုးပြီးသားရင်တိုင်လက်တုံးခါထိုးပါမယ်တိုင်လက်တုံးခါထိုးပြီးသားပြီဆိုရင်တော့တိုင်တိုးနှစ်ခါထိုးမယ်နော် ။အဲတော့နှာခါထိုးပြီးသားရင်ပထမအဆုံးထိုးခဲ့တဲ့အပေါင်းနဲ့ရှက်ကော်နဲ့ဆက်လိုက်ပါမယ်။ပြီးသားရင်ပုံမီတစ်ချက်ထိုးမယ်။ခြီးစားဖြတ်လိုက်မယ်။ပြီးသားရင်စသိမ့်မယ်နော်။အခုဒီမှာဒီလိုမျိုးနှရွက်လေးရရပါတော့ဒီလိုမျိုးနှရွက်လေးကိုနှစ်ခုထိုးပါမယ်။မားဒီလိုမျိုးနှစ်ခုထိုးမယ်နော်။နှစ်ခုထိုးပြီးသားပြီဆိုရင်တော့စနမောရဲ့ဒီ အဲ့မှာတက်ဖို့ဖဲပြားလေးထုတ်မယ်နော်ဖဲပြားလေးကိုခြိပြားလေးနဲ့ထုတ်မယ်နော်ဖဲပြားလေးထုတ်ဖို့အတွက်ပထမဦးဆုံး magic ring လေးကိုအရင်လုပ်လိုက်ပါမယ် magic ring လုပ်ဖို့အတွက်ကိုကျိုးကိုဒီလိုမျိုးလေးလိမ်လိုက်ပါမယ်ဒါရင်အခွင်းထဲမှာဖွင့်ပြီးသုံးခါထိုးပါမယ်ဒါရင်နှစ်ရက်တိုင်ရှည်ထိုးပါမယ် တခါနှစ်ခါအပေါ်မှာကျိုးကိုနှစ်ခါရစ်မယ်ဒါရင်ခွင်းထဲမှာထည့်ပြီးတော့ခြေကိုဆွဲထုတ်လိုက်မယ်။ပြီးရင်နှစ်ကြိုးတစ်ခါစီယူပါမယ်။ဒင်းနဲ့တော့မအပ်ပေါ်မှာကြိုးကိုနှစ်ခါရစ်မယ်။မကြည့်ရင်လေးတဲ့ကိုအပ်ထည့်ပြီးတော့ကြိုးစားကိုဆွဲယူလိုက်မယ်။ဒါရင်နှစ်ကွင်းတစ်ခါယူပါမယ်။ဒင်းနဲ့ တော့ဟုတ်ပြီနော်ငါတက်ခါနှစ်ရက်တိုင်ရှိထူပါမယ်အဲ့ဆိုရင်အခုဒီမှာနှစ်ရက်တိုင်ရှိသုံးခါဖြစ်သွားပြီပေါ့နော်နှစ်ရက်တိုင်ရှိသုံးခါဖြစ်သွားပြီဆိုတော့ဖုမီသုံးချက်ထူပါမယ်ဖုန်မီတောင်ချထိုးပြီးသားပြီဆိုရင်ရှက်ကော်နဲ့ဆက်လိုက်မယ်เนาะခွေနဲ့ကို အထင်မဲ့ပြီးရင်ကျိုးကိုတခါတည်းဒီဘက်ခွင်းနဲ့ကိုဆွဲယူလိုက်မယ်နော်။အဲဆိုရင်ရှက်ကော်နဲ့ဆက်ပြီးသွားပါပြီ။ရှက်ကော်နဲ့ဆက်ပြီးသွားပြီဆိုရင်တော့ဖုမီ၃ခါထထိုးပါမယ်။ဆောနာလိုပဲနှစ်ရစ်တိုင်ရှိဒီမှာနှစ်ရစ်တိုင်ရှိထိုးတာနော်။နှစ်ရစ်တိုင်ရှိ၃ခါထထိုးပါမယ်။ ။ဒီသားရင်ဖွမီ၃ချက်ထုံးမယ်။ဒီသားရင်ကိုနဲ့ထည့်ပြီးရောရှက်ကော်နဲ့ဆက်လိုက်ပါမယ်။ဒီသားရင် မကြည့်ရင်ကြိုးစားလေးကိုတင်းတင်းလေးဆွဲလိုက်မယ်နော်။တိုင်းနာဖွမီတစ်ချက်ထိုးပြီးတော့ကြိုးစားကိုနည်းနည်းရှိရှိလေးဖြတ်ပေးနော်။ ဟုတ်ဆိုရင်ဒီမှာဒီလိုမျိုးဖဲပြပုံလေးရပြီအဲ့ဒါကိုကြိုးစားလေးနဲ့နည်းနည်းပတ်လိုက်မယ်နော်ဒီဘက်ကနေကလည်းဒီလိုမျိုးပတ်ပါမယ်ဒါရင်ဒီဘက်အနောက်မှာနှစ်ခါလောက်ချီလိုက်မယ်နော် ဆိုင်ရင်ခြေစလေးကိုဖြတ်လိုက်ပါမယ်အဆောရင်ဒီမှာဒီလိုမျိုးဖယ်ပြလေးရပြီနော်ဖယ်ပြလေးရပြီအဆောရင်အခုအိတ်ကြိုးထိုးပါမယ်အိတ်ကြိုးကိုထိုးဖို့အတွက်ပထမဆုံးစနစ်နော့လေးအရင်လုပ်လိုက်ပါမယ် ဒီအိတ်ဂျိုးကပေါ့နော်ကိုကြိုက်တလောက်အရှိထီထိုးလို့ရပါတယ်30အနေပြီးတော့80အတွင်းကိုကိုကြိုက်တလောက်အရှိရောက်တဲ့ထီထိုးလို့ရပါတယ်မိမရောဒီဗီဒီယိုမမအညီမရောပေါ့နော်ဒီဗီဒီယိုလေးထဲမှာဒီဖွင့်မီကို52ခါထိုးရပါတယ်10နဲ့3လေး နော်လေးစားနှစ်ခါထိုးပြီးသားပြီဆိုရင်ကြိုးစားလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်ရပါမယ်နော်ဒီလိုမျိုးကြိုးလေးနှစ်ကြိုးထိုးမယ်နော်ဟာဒီလိုမျိုးကြိုးလေးနှစ်ကြိုးထိုးပါမယ်အဲ့ဆိုရင်အဲ့ဒီတော့လိုအပ်တဲ့ accessory လေးအကုန်ထိုးလို့ပြသွားပါပြီเนาะအဲ့ဆိုအခုအဲ့ပေါ်မှာဆက်မယ်เนาะ အိတ်ကျိုးတက်ဖို့အတွက်ကိုပေါ့နော်ပထမဦးဆုံးဒီဘက်ကျိုးကိုဒီမှာဒီဘက်ရဲ့ဒီလိုမျိုးနေရာနေပြီးတော့ဒီတိုင်လက်ထူရတဲ့အပေါက်ပေါ့နော်အဲအပေါက်ထဲကိုဒီကျိုးကိုထည့်လိုက်ပါမယ် လေးနဲ့ပဲထည့်လိုက်မယ်နော်မဆွဲလိုက်ပါမယ်အဲဆိုရင်ဒီလိုပုံစံလေးရသွားပြီအဲ့ဒါကိုမှညီမတို့ကခြီရိုးရိုးခြီရဲ့အတိုင်းပဲခြီမယ်နော် ပြီးတော့မှဒီ site လေးကိုအစာသိမ့်မယ်เนาะခုတော့ဒီဘက်တချမ်းကိုလည်းအဲ့လိုပဲတက်မယ်เนาะအခုဒီအိတ်လေးကိုညီမတို့ရေကော့ကတ်မယ်ပေါ့နော်။နရွက်လေးတွေအမ်ဒီဖဲပြားလေးတွေကိုကော့ကတ်ပါမယ်။ကော့ကတ်မယ်ဆိုတော့ဒီမှာနရွက်လေးကိုဒီဒုတိယအတန်းပေါ့နော်။ဒီမှာတန်းဒီမှာနှစ်တန်း ခုနှစ်တန်းဒီအောက်အတန်းမှာဒီလိုမျိုးလေးခဏတင်ထားလိုက်မယ်နော်ခဏတင်ထားလိုက်မယ်ပြီးတော့ရင်ဒီဘက်မှာလည်းအဲ့လိုပဲတန်းတန်းနှစ်တန်းချပြီးတော့ဒီအောက်နေမှာဒီလိုလေးတင်ထားလိုက်မယ်ပြီးတော့ရင်ဒီဖဲပြားလေးကိုတင်ကြည့်မယ်ဟာဒီလိုပုံလေးရပါတယ်အမ်ဖေဖျားလေးနဲ့နှရွက်လေးနဲ့ကိုကတ်လေခြင်းလို့ဒီလိုနှရွက်လေးကိုအနာအရှိနေနဲ့တို့လိုက်မယ်နော်။အဲဆိုရင်အခုဒီပုံစံအတိုင်းပဲကတ်မယ်နော်။ ခုဒီမှာကော်ကတ်လိုပြီးသွားပြီ။အဲ့ဆိုရင်အခုအိမ်မျက်လုံးလေးတွေခြုံမယ်နော်။ဒီမှာမျက်လုံးနှလုံးနဲ့ဒီမှာဒီလိုပါဇက်လေးခြုံရမယ်ပေါ့နော်။အေးရဲ့။အဲ့ဆိုရင်အခုခြုံကြမယ်နော်။ နှလုံးလေးချုပ်ဖို့အတွက်ကိုဒီချုပ်ဖို့ app ပေါ့နော်တန်အပ်လေးကိုပဲအသုံးပြပါမယ်ပြီးသားရင်တော့ဒီအပြာရောင်ခြီလေးနဲ့ခြီကိုအပင်မခွဲပဲနဲ့ဒီတိုင်းငားပင်လုံးသုံးမယ်ပေါ့နော်ဒါညီမက pipeline သုံးတာပါတယ်မစ်ကော်တွန် pipeline မှာမစ်ကော်တွန် pipeline နဲ့ကဒီအရောင်လေးကိုသုံးနိုင်ပါပေါ့နော် ။အဲဆိုရင်ဘယ်နေရာမှာစပြီးတော့ထိုးမလဲဆိုရင်ဒီမှာဒီအတန်းကဒါညီမတို့ဖွင့်ပြီးထိုးခဲ့တဲ့အတန်းပေါ့နော်။ဒီအတန်းရဲ့အောက်ဒီအောက်နေရာမှာဒီလိုဒီလိုနှစ်တန်းယူပြီးတော့ထိုးမယ်ပေါ့နော်။အဲဆိုရင်ပထမဦးဆုံးဒီတန်းနေပြီးတော့စပြီးဆို က်မျက်လုံးလည်းအလိုပဲဆက်ထုတ်လိုက်မယ်နော်အခုမျက်လုံးနှလုံးဆွဲပြသပြီဆိုတော့နှက်ခမ်းလေးဆွဲမယ်ပေါ့နော်နှက်ခမ်းလေးဆွဲဖို့အတွက်ကိုချီ2ပလိုင်းပဲသုံးမယ်နော်ဒါနှစ်ပင်ခွဲလိုက်တာပါနှစ်ပင်ခွဲထားတဲ့ချီနဲ့နှက်ခမ်းလေးဆွဲပါမယ်နှက်ခမ်းလေးဆွဲဖို့အတွက်ကိုဒီမျက်လုံးနှစ်ခုကြားရဲ့ဒီအလဲပေါ့နော်ဒီအလဲဒီမှာနှစ်ခုကြားရဲ့အလဲနေရာနေပြီးတော့အလဲကိုအဲချီလေးကိုအရင်သွင်းလိုက်မယ်ပေါ့နော်ဟော ိုနှာခေါင်းလေးဒီမျက်လုံးလေးပါးစပ်လေးအကုန်တက်ပြီးသားပြီဆိုတော့အမ်ပါနီလေးချိန်မယ်နော်ပန်းနီလေးချဖို့အတွက်ကိုညီမကနှစ်ထပ်သုံးမယ်ပေါ့နော်ပထမဦးဆုံးချီပန်းရောင်လေးနဲ့ဒီမှာပန်းနီအရာလေးအရင်ထားပြီးအောင်မှာမိတ်ကက်လေးနဲ့ခါသုံးတယ်ပန်းပန်းပန်းနီပေါ့နော်ပန်းနီပန်းရောင်လေးကိုအပေါ်ကနေထပ်ချမယ်ပေါ့နော်အဲတော့ပထမဦးဆုံးချီအပေါ်ကနေပြီးတော့အရင်တင်မယ်နော် ဖနိလေးကိုဒီမှာဒီဘက်မှာဒီလိုနှစ်ချက်ချက်လာရပေါ့နော်အဲ့အတိုင်းပဲဒီဘက်မှာယူမယ်ပေါ့နော်ခြီကိုဒီလိုနှစ်ကျိုးယူတာပါတယ်နှစ်ကျိုးယူထားပြီးတော့အခိုးဒီဘက်ကနေပြီးတော့စောင်းစောင်းလေးပေါ့နော်ဒီဘက်ကိုယူလိုက်ပါမယ်စောင်းစောင်းလေးယူမယ်နော်ဒါရင်ဒီဘက်ကနေပြီးတော့ဒီဘက်ကိုယူလိုက်ပါမယ်နှစ်ကျိုးပဲယူမယ်ပေါ့နော်နှစ်ကျိုးယူပြီးပြီဆိုတာနဲ့ခြီကိုအာအစာဖြတ်လိုက်လို့ရပြီပေါ့နော် ခုဒီမှာစ조사လည်းဖြတ်ပြီးသွားပြီဆိုတော့အနောက်ဆုံးလို့ဖို့ကျန်တာကပါဏိနေချေဖို့ကျန်တယ်နော်အဲဆိုပါဏိလေးချေမယ်နော်ဒီအစရင်ပန်းနီလေးလက်ချဲပြီးသားပြီဆိုတော့ညီမတို့ထိုးတဲ့စနမုံအိတ်လေးရပြီးသားပြီပဲဖြစ်ပါတယ်ဒီအိတ်လေးရလုံးဝကိုအီအီလေးနဲ့ပလတ်ရှစ်ဆန်ဆန်လေးပေါ့နော်လုံးဝကင်လို့လည်းကောင်းပါတယ်အိတ်လေးရလည်းအာ အရင်လည်းရော့ရွယ်မနေပဲနဲ့တောင်းတောင်းနေပဲပေါ့နော်ဟမ်ဆက်မအိတ်လေးပြသပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်နော်ဗီဒီယိုလေးကိုအဆုံးသတ်ရှိပေးရတဲ့ကျေးဇူးများကြီးပါတယ်နော်အဲဒီနောက်ထပ်နောက်ထပ်လည်းပေါ့နော်ဒီလိုမျိုးချစ်ဖို့ကောင်းတဲ့ပစ္စည်းလေးထုံးနည်းလေးတွေကိုတင်ပေးသားမှာဖြစ်တဲ့ကြောင့်ညီမရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးပါဦးနော်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်တတား